ပြည်သူလူထုရဲ့အတန်ကိုပြည်သူလူထုရဲ့အတန်ကိုတွတ်တော်ထဲမှာပြုခြင်းအဖြစ်အစိုးရကိုတွန်းမှာပေါ့နော်ဆိုလို့ရှိရင်အစိုးရတွေကတော့ဒီအထုတ်ချအာဏာပိုင်ဆိုင်တာဖြစ်ပါတယ်ဆိုလို့ရှိရင်အစိုးရတွေအနေနဲ့လည်းအဲကိုလုတ်ချင်တာအဲကိုလုတ်ချင်တာဆိုတာကကိုကောင်းတယ်ထင်တာလုပ်တယ်ကိုမှန်တယ်ထင်တာလုပ်ပေမဲ့လည်းပြည်သူလူထုတကယ်လိုအပ်တာဟုတ်ရှင်မှာဟုတ်မှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ဘာအရေးကြီးတာလဲဆိုရင်ပြည်သူလူထုဈာထဲမှာခံစားနေရတာကပါတယ် ပြည်သူဆန္ဒပါလဲပြည်သူတွေရဲ့မျှော်လင့်ချက်ကပါလဲဒါတွေကိုကျမတို့ပြည်သူကြားထဲမှာနေတဲ့ပြည်သူကိုယ်စားလှယ်တွေကနေအသိပြီးတော့မှအတန်ပြုတ်ပြီးတော့မှကျမတို့အစိုးရတရက်ကိုသိအောင်ပြောပြောမှဒီဒီပြည်သူလူထုခံစားနေရတဲ့လူမှုဘဝဒုက္ခတွေကိုအစဉ်ပြေစေနိုင်တဲ့မူဝါဒတွေရေးဆွဲပြီးတော့မှဆောင်ရွက်ကြရမှာဖြစ်ပါလိမ့်ရှင်။နောက်အဲ့ဒါကြောင့်မို့ကျမတို့ပါတီက နော်ဟိုလုပ်ငန်းရှင်လေးတွေလည်းပါတယ်လုပ်ငန်းရှင်ကြီးသေးလာပေါ့နော်ပါတယ်ပြီးလို့ရှင်ပညာသက်တွေပါတယ်လူငယ်တွေအများစုဖြစ်ပါတယ်ဒါတယောက်မှလို့ဟိုတယောက်မှရွေးကောက်ပွဲဝင်ဘူးသေးတဲ့လူတွေမဟုတ်ပါဘူးသို့တော်လည်းနိုင်ငံရေးကိုဝင်ရောက်ဆောင်ရွက်ခြင်းတဲ့အတွက်ကျွန်တော်တို့ပါတီကိုကျွန်တော်တို့ပါတီဝင်ပြီးတော့မှကျွန်တော်တို့ပါတီရဲ့မူဝါဒနဲ့အညီဆောင်ရွက်ကြမယ်ပုံစံလေလောင်းလူငယ်တက်ပညာတက်လူငယ်တွေဖြစ်ပါတယ်ရှင့် အဲလုပ်ငန်းရှင်လေးတွေလည်းဖြစ်ပါတယ်အလုပ်အလုပ်ကိုင်တွေ့ကြုံရှိသူတွေလည်းဖြစ်ပါတယ်နောက်အဲ့ဒါကြောင့်မလို့ကျမတို့အဲကျမတို့ခိုင်းမှာကျမတို့ကိုယ်စားလှယ်လောင်းနေခိုင်းမှာကိုယ်စားလှယ်လောင်းနေခိုင်းဖို့လို့အတွက်ကိုကျမပြည်သူလူထုအနှံ့ပါတယ်ဒီကိုယ်စားလှယ်လောင်းနေခိုင်းဖို့အတွက်ဆိုရင်တော့ကျမတို့ခုနကပေါ့နော်ပြောပြောသွားတဲ့ဒီအပြာရောင်ပေါ်မှာရှိတဲ့အဖြူရောင်ပြီးသုံးလုံး ဆိုတဲ့ logo လေးပေါ့နော်ပါတီအမှတ်ပြစိတ်ကိုရဲ့ဘေးမှာရှိတဲ့ခလုတ်ပြောင်နှိမ့်ချအပြင်ကျမတို့ကိုထောက်ခံမဲ့ပေးပြီးတော့မှကျမတို့လွတ်တော်တဲ့ရောက်ဖို့ပါလို့ပြောချင်တဲ့ဤကုန်ချုပ်အပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်